ဒီမှာကတော့ KBZ ဘန်ထဲမှာပစံ300တိတိထားရနေပြီးတော့ပစံ350တိတိပျောက်သွားတဲ့အကြောင်းကြီးကိုပြန်လည်ပြီးတော့ရင်ခွင်လာတာပဲဖြစ်ပါတယ်။ဒီထဲမှာဒီအမဘာတွေပြောသွားလဲဆိုတော့ကျွန်တော်တို့အထူးလိုက်ပြီးကြည့်လိုက်ရအောင်။မင်္ဂလာပါဆိုပေမဲ့လည်းမင်္ဂလာကိစ္စမဟုတ်ဘူးဒါပေမဲ့အတိအကြောင်းကြားတာပေါ့နော်မင်းတို့ KB Z ကလည်းနော်တော်တော်လေးကရက်ထားစောဖြစ်စင်ဆိုင်ပါဒီဒီနေ့ကနေစပြီးတော့မင်းတို့ KP နဲ့ KB KB Z banking ကို ငွေလဲလက္ခဏာတွေပစ္စည်းဘုံငွေလဲလက္ခဏာတွေခဏရက်ထားပါမယ်နော်။ဘာကြောင့်လဲဆိုရင်မမင်ဒီနေ့22ရက်နေ့ဒီနေ့မှာမမင်တို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ350တတိလုံးဝပြောက်သွားတယ်။ဘာဘာမမအဝင်ထွက်မရှိဘဲနဲ့ပြောက်သွားတယ်။အဟောဖို့ကောင်းတယ်နော်။မနေ့တော့ကဆိုလို့ရှိရင်မနေ့တော့က banking မှာနောက်ဆုံးပိတ်ပေါ့နော်။နောက်ဆုံးပိတ်သုံးထားတာ special account တွေကနေပြီးတော့ special account တွေက350ပျောက်သွားတာเนาะ special account တွေကနေပြီးတော့မင်းတို့ဒီအနီ account ပေါ့ညီမတို့စိုင် account တွေအများစုကျူအာနဲ့သုံးတာစိုင် account ကိုအနီ account ပေါ့เนาะအဲ့လိုမျိုးဟွာမားဂျင် account လို့သူတို့ခေါ်တယ်မားဂျင် account ဖွင့်ထားပေးတာအဲ့မားဂျင် account နဲ့ချိန်ထားတာအဲ့350ကျော်နှစ်ကြောင်း300ထည့်လိုက်တယ် KB ဟွာအနီရဲကိုထည့်ပြီးွားတာ ਨੇ ဘန် special account တွေမှာ350ကျော်ကျန်ခဲ့တယ်မနေ့က မြမကဒီနေ့မနေ့ဒီနေ့ကျတော့ဒီနေ့22ရက်နေ့ပေါ့နော်22ရက်နေ့မှာငွေ300ဆရာရှိလို့မြမကဘန်ပိတ်ချိန်3နာရီကျော်မှငွေ300ဆရာရှိလို့တိတာနဲ့ချက်ချင်းကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်ထဲမှာ350လုံးဝမရှိတော့ဘူးเนาะ350တော့မရှိဘဲနဲ့350လုံးဝပျောက်နေပျောက်နေတဲ့အခါကျတော့မြမကဘန်ကိုချက်ချင်း သွားတယ်။ဒါဆိုညီမရဲ့ဆိုင်ကမြောက်တကုံပင်လုံးလမ်းမကြီးပေါ်မှာပဲဒီចောင်းလန်းသားမှာပဲရှိတယ်။ညီမတို့ရဲ့ဘေးနားမှာလည်းចောင်းလန်းသားမှာ KBZ ဘန်ရှိတဲ့အတွက်ကြောင့်ချက်ချင်းသွားတယ်။ပိုရောက်တဲ့အချိန်မှာဘန်ပိတ်နေတယ်ဆိုပေမဲ့အကျိုးအကြောင်းပြောပြီးတော့ဒီလိုမျိုးပြဿနာဖြစ်တဲ့အတွက်ကြောင့်ညီမသိကျင်တယ်။ဘာဖြစ်တာလဲဆိုတာသိကျင်တယ်ဆိုပြီးတော့အထဲဝင်ပြီးတော့ပြောတော့အထဲထဲမှာတော့တာဝန်ရှိတဲ့အမားတယောက်ကအာညီမလေးဟိုပါဗောစာအုပ်ကို history ကိုစစ်ပေးမယ်ဆိုတော့လေ history စစ်လိုက်တဲ့အခါကျတော့ history စာအုပ်ထဲမှာတော့ရှိတယ် เนาะစာအုပ်ထဲမှာတော့ရှိရဲ့ဒါပေမဲ့ banking ထဲမှာမရှိဘူး history မှာလည်းဒီ banking ရဲ့ history တဲကိုကြည့်ပြန်တော့လဲ banking ရဲ့ history မှာလည်းတကြောင်မှမပြဘဲနဲ့မရှိတော့ surprise ဖြစ်တယ်เนาะ banking ရဲ့ history ထဲမှာလည်းတကြောင်မှဟိုအထွက်မရှိဘဲနဲ့ငွေသားကြီးပဲဒီတိုင်းပြောက်သွားတယ်ဒါညီမကအငြင်းတန်းတုံးပြီးတော့အငြင်းတဲ့ဒီအမောင့်ကိုတိနေတယ်သူမို့လို့လीเนาะ မသိဘူးဆိုရင်ဘယ်လိုလုပ်မသိတဲ့သူငွေမောက်တချို့ဆိုငွေမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းကြီးပဲဘာ transaction မှမရှိဘဲနဲ့ဒီတိုင်းကြီးပဲငွေပြောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါအခုညီမကတော့ဒါတိသွားတဲ့အတွက်ကြောင့်ပေါ့နော်တိသွားပြီနဲ့အခုသူတို့ဘက်ကတာဝန်ယူမှုမရှိဘဲနဲ့ဘန်ဟိုသွားတဲ့အခါမှာလည်းညီမကို online ကိုပဲဆက်သွယ်ပေးပါဆိုပြီးတော့ဘန်ဟိုကိုယ်တိုင်ရောက်လာတော့မှ online ကနေပြီးဆက်သွယ်ခိုင်းလို့ညီမ online ကိုဆက်သွယ်တယ် online ကကြတော့ညီမရဲ့ account ကိုအခုစစ်ကြည့်တဲ့အခါကျတော့ဘာမှလည်းအကျိုးအကြောင်းလည်းမပြောဘဲနဲ့ဒီဟာကို block ထားတယ်လို့ပြောတယ် ဲ့တော့ဘလော့ထားလဲဆိုတော့ဘာကြောင့်ဘလော့ထားတာဝန်ယူမှုမရှိရအောင်မှာဘလော့ထားလဲဆိုရင်လဲ banking ထဲမှာလဲဘာမှဒီတိုင်းမပြောဘဲနဲ့အာ banking ထဲကငွေအမောက်ကိုဘာတစ်ခုမှလဲမပြဘဲနဲ့ဒီတိုင်းပဲဘလော့ဒါကိုကိုယ်တိုင်ပိုင်ရှင်သိလို့ဒီပိုင်ရှင်မသိဘဲနဲ့အဲ့လိုဘလော့ခွင့်ရှိလားဒီတိုင်းပဲပျောက်ခွင့်ရှိတာဒါကိုယ်တိုင်သိလို့ကိုယ်တိုင်မသိဘူးဆိုဘယ်လိုလုပ်မလဲပြီးတော့ညီမတို့ဆိုင်မှာဒီမှာ banking တွေ KB တွေအကုန်လုံးထားတာရှိနေပြီ KB ကလုံယူတာလို့ပဲနော်ယူစားရတယ်ဆိုင်မှာလေကိုယ့်ရဲ့ customer တွေအလွယ်တကူနေရလေ ိတ်တွေကိုလက်လီလက်ကရောင်းတာဖြစ်တဲ့အတွက်ကြောင့်နေရလဲငွေလွှဲရတာအဆင်ပြေအောင်လို့ရှိသမျှပေးအကုန်လက်ခံပေးထားတယ်အကုန်လုံးရှိနော်ပေးတွေမှာ stand နေအောင်တစ်ခါလေကြာရင်ထားကြအောင်နေရာမရှိအောင်လို့အကုန်လုံးပေးတွေထားထားပေးထားတယ်ဒီလောက်ထိယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ညီမတို့ရဲ့လုပ်ငန်းရှင်အနေနဲ့ကမတုံ့ရဘူးလား KPO နော်ဒီ KPO ကဒီလိုမျိုးဟာတွေက banking နေနဲ့ banking နဲ့ special ကိုယ့်ရဲ့ special account နဲ့ ကေဘေးနဲ့ကိုချိတ်ဆက်ထားတာဖြစ်ရကြအောင်ကိုကကိုထည့်ကျင်လဲထည့်မယ်ဒီဘက်ကိုလည်းပြန်သုံးကျင်သုံးမယ်လေအဲ့ဒါအပေါ်မှာစိတ်မချရဘူးဆိုရင်ညီမတို့ကမသုံးရဘူးလားအခုညီမတို့ဒီနေ့ကသူတို့ကတော့မန်ဒေးကိုစောင့်ကြည့်ပါလို့ပြောနေတယ်ညီမတို့ကတော့တော်တော်လေးကောင်းတယ်ညီမတို့ဒီကြားထဲမှာကိုယ့်ရဲ့ငွေကိုသုံးခွင့်သုံးလို့မရတော့သူတို့ဘက်ကလည်းရေရေရာပြေးကြမရှိဘူး online ကိုဆက်ပါဆိုဘန်ကိုသွားတာတောင်ဘန်မပြေရှင်းပေးပဲနဲ့ online ကိုလောက်ခိုင်းတော့ online ကလည်းဆက်သွယ်မိတာပြောလာလေ နော်သူတို့ကတော့စက်တယ်မယ်ပဲပြောတာမနေ့ပြန်ကြလဲပိတ်ရချင်းနော်အဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြမားတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘလို့ဆက်ဘလို့လုပ်ပေးမယ်ဘလို့တာဝန်ယူပေးမယ်အခုရှိသမျှပေးတွေအကုန်လုံးလဲလက်ခံပေးထားတယ်အခုအဲ့တော့တကယ်လို့ဒါမြမားတို့ကိုဒီအတိုင်းပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိလို့ဆိုရင်မြမားတို့ဒီနေ့ဒီရက်ဒီအချိန်ကနေစပြီးတော့ KP နဲ့ KBZ Banking နဲ့ပတ်သက်လို့ဘာတစ်ခုမှမတော့ဘာတစ်ခုမှလည်း ဒီလိုတာဝန်ယူမှုမရှိဘူးဆိုရင်လုံးဝရှေ့ဆက်ပြီးတုံးဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့တာဝန်ရှိသူတွေဒါကိုဖြည့်ရှင်းပေးပါဘလို့လုပ်ပေးမလဲဆိုတာပေါ့နော်ဒါဆိုကိုယ့်ရဲ့အကောင့်လေးကနေပြီးတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းဘလိုင်းပြောက်သွားတယ်အဲ့ဒါကြီးကတော့ဘလို့မှမဖြစ်တဲ့ကိစ္စဒါကကိုကိုတိုင်းသိနေလို့ကိုကိုတိုင်းမသိဘဲနဲ့အမောင်းမသိဘဲနဲ့သူတွေဆိုလို့ရှိရင်ဘလို့လုပ်မလဲဘန်ကင်းမပွင့်လာတဲ့သူတွေဆိုရင်တော့ဘလို့လုပ်ဟုတ်တယ်ဟုတ်တယ်နော်အဲ့တော့ရှင်းပေးပါဒီဟာရောတခြားညီမတို့ရဲ့အခု customer တွေထဲမှာရော ဒီလိုမျိုးဖြစ်တာရှိတာရှိတဲ့သူဆိုလို့ရှိရင်လည်းဘယ်လိုမျိုးဖြစ်ချင်းလဲဆိုတာတစ်ချက်တော့အကြံဉာဏ်လေးပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်โอเควิดีโอนี้ก็တော့ဒီလောက်ပါပဲဒါဒီအမရှစ်မှာပြောသွားတာတော့ဗန်တဲမှာပတ်စံ300တိတိထားရနေပြီးတော့350လွတ်လွတ်ပျောက်သွားရတဲ့အကြောင်းရင်းကို ဒီအမားတော့ရှေ့မှာပြောသွားတယ် KP ကဒီလိုမျိုးတွေဖြစ်ပြနေတော့ဘာဖြစ်လို့တာဝန်ယူမှုတာဝန်ခံမှုမရှိတာလဲဆိုတာတော့သိကျင်တယ်ဒီလိုမျိုးတာဝန်ယူမှုတာဝန်ခံမှုမရှိရင်ကျွန်တော်တို့ KP ကိုကျွန်တော်တို့ဆက်ပြီးတော့သုံးဆွဲနေမလားဆက်ပြီးတော့မသုံးဆွဲဘူးလားဆိုတာကိုကိုယ့်အကူတော့သုံးသက်စေချင်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗမာမျက်ချက်ပေးခြင်းလဲမျက်ချက်ပေးခြင်းလားဆိုရင် comment မှာရေးသွားပေးပါကျွန်တော်နေ့စဉ်နဲ့အမြကြည့်ရှုပေးနေတဲ့တယောက်ချင်းတွေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ပြီးတော့送ခြင်းပါတယ်